သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့စစ်အာဏာရှင်ကိုအမြင့်ဖြတ်ဖို့မဝေးတော့တာကြောင့်တက်ကုံဖွင့်တိုက်ထုတ်ကြဖို့အရေးကြီးဆုံးအချိန်ရောက်ရှိနေပြီလို့မက်ဒလီ PDF နှုံးစော်ကေကြောင့်တင်ဆက်ပေးပါမယ်ခင်ဗျာစစ်အာဏာရှင်ကိုအမြင့်ဖြတ်ဖို့ပန်းနိုင်ဟာမဝေးတော့တာကြောင့် တပ်ကုံဖွင့်တိုက်ထုတ်ကြဖို့အရေးကြီးဆုံးအချိန်ကိုရောက်ရှိလာပြီလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတိပေးလိုက်ပါတယ်။ဒီကနေ့ဇွန်လ9ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဓမ္မနဲ့အတ္တမကြားမှာတင်ပေဘက်ကိုရေးရဲဝုံဝုံရက်မှလဲဆိုတဲ့ပြည်သူလူထုကိုအတိပေးနှိုးဆော်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာနောက်ဆုံးမဖြစ်မနေလက်နက်ကင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လဲတရားတော်ဘက်ကပဲရက်တီဖို့ဆုံးဖြတ်ကြပါလို့မန္တလေး PDF ကနှိုးဆော်ပါတယ်။ ပြည်သူလူထုကိုညှဉ်ပန်းနှိပ်စက်နေတဲ့အာဏာရှင်စနစ်ဆိုးကိုမိကုံရမ်းကုံတက်ကုံဖွင့်ပြီးတိုက်ထုတ်ကြဖို့အရေးကြီးဆုံးအချိန်ရောက်ရှိလာပြီဖြစ်ပါတယ်။အာဏာရှင်ကိုအမြင့်ဖြတ်ဖို့ပန်းနိုင်ဟာဖြင့်မဝေးတော့ပါဘူး။ဒါကြောင့်စစ်အာဏာရှင်ကိုဖြုတ်ချဖို့ကျွန်တော်တို့နဲ့အတူပူးပေါင်းပါဝင်အားဖြည့်ပေးကြပါလို့မန္တလေး PDF ကတိုက်တွန်းထားပါတယ်။စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေအပြင်မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာတိတိနဲ့ငြင်းခံနေကြမှာလားလို့မန္တလေး PDF ကမေးခွန်းထုတ်ထားပါတယ်။ ပတ်စံပေးနိုင်သူတွေဟာလည်းအချင်းအတိုင်းတာတစ်ခုတည်းပဲစည်ရင်းနဲ့မပါသေးတာပါမြို့နယ်အလိုက်ရက်ကွက်အလိုက်မိသားစုအလိုက်လူငယ်လူရွယ်တွေကိုအတင်းအကျပ်မဲနိုင်ရွေးချယ်ပြီးစစ်တနန်းပေးရှေ့တန်းပို့အသေးခံခိုင်းဖို့လှုပ်ဆောင်နေတာဖြစ်ပြီးဒီလိုလုပ်နေတာဟာစစ်ကောင်စီကလူအရေအတွက်များများစည်တဲ့နီးနဲ့သူတို့လိုအပ်နေတဲ့အချင်းကိုဆွဲဆန့်နေတာဖြစ်ပါတယ်လို့မန္တလေး PDF ကဆိုပါတယ်စစ်မှုတန်းခေါ်ယူမှုကလည်းအပတ်စဉ်စနစ်နဲ့တည်းမကဘဲနောက်ထပ်ရသလောက်သူတို့လူတလောက်ဇက်တိုက်လှုပ်ဆောင်သွားမှဖြစ်လို့ တော်ရုံမြို့ပါမကြန့်လူငယ်တိုင်းသတိပြုကြဖို့မန္တလေး PDF ကထပ်မံသတိပေးထားပါတယ်စစ်အာဏာရှင်လက်အောက်မှာစစ်မှုမထမ်းလို့တဲ့လူငယ်တွေစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တွန်းလှန်တိုက်ထုတ်လို့တဲ့လူငယ်ကြမမရွေးကိုလိုက်လဲစွာကြိုးစိုးဖိတ်ခေါ်တဲ့အကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်မန္တလေး PDF ဟာတစ်တုံညာနှစ်ခွန်စစ်စင်ရင်းနဲ့ရှမ်းမန်းစစ်စင်ရင်းမှာစင်ကိုမြို့နယ်တစ်ခုလုံးကစစ်တပ်စခန်းတွေကိုဥဆောင်ထိုးစစ်စင်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့နောင်ချိုမိုးကုတ်မိုးမိန် တပိတ်ချင်းမြို့တိမ်တိုက်ပွဲတွေမှာလည်းတော်လန်ရစ်တပ်တွေနဲ့အတူထိုးစစ်ဆင်တိမ်ပိုက်ခဲ့ပါတယ်။မဒရာမြို့နယ်အရှိချမ်းကိုလည်းတိမ်ပိုက်ထိန်းချုပ်ထားပြီးစစ်တပ်ကမဒရာမြို့နယ်အရှိချမ်းကိုပြန်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးလာလို့စစ်တပ်ကိုအပြင်းထန်ခုခံတိုက်ခိုက်နေတဲ့တော်လန်ရစ်အဖွဲ့လည်းဖြစ်ပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီမှာအလုံပိတ်ကုန်တင်ရင်နဲ့ခိုးဝင်လာတဲ့မြန်မာလူငယ်48ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာ အလုံပိတ်ကုံတင်ရင်နဲ့ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့မြန်မာလူငယ်48ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိကြောင်းထိုင်းသတင်းများအရသိရှိရပါတယ်။ယမန်နေ့ဇွန်လ9ရက်နေ့နံနက်6:00နာရီအချိန်ကက်ချနာပူရီအတွင်းထဲမှာအလုံပိတ်ကားနဲ့တရားမဝင်ခိုးဝင်လာတဲ့မြန်မာရွှေပြောင်းလူငယ်48ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း၎င်းတို့ဟာဖះသုံးစုမှတစ်ဆင့်ထိုင်းနိုင်ငံအတွင်းကိုတောလန့်နဲ့ရေလမ်းမှာဝင်ရောက်လာကြကြောင်းသိရှိရပါတယ်။ဖန်စီရရှိတဲ့မြန်မာနိုင်ငံသား48ဦးမှာအထောက်အထားတစုံတရာမရှိဘဲ ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတာကိုစစ်ဆေးတွေ့ရှိရကြောင်းအလုံပိတ်ကုန်တင်ရင်းမှာမြန်မာ48ဦးလုံးကြက်တဲစွာနဲ့လိုက်ပါလာကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါမြန်မာ48ဦးကိုထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုဖြင့်ဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ထပ်မံသိရှိရတဲ့သတင်းကတော့ဘိမတနင်္သာရီကိုလာတဲ့စစ်တပ်ရိခါပို့ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးကားနှစ်စီးပျက်စီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းဘိမျိုးဘက်မှတနင်္သာရီမျိုးဘက်ကိုအကြံဖတ်စစ်တရဲရိတ်ခါပို့ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရမှာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးကာနစီပြက်စီးခဲ့ကြောင်းဗိုလ်ခရင်တပ်ဖွဲ့ကပြောဆိုပါတယ်။မေလ30ရက်နေ့မွန်လယ်12နာရီခန့်မှာဘိမျိုးဘက်မှတနင်္သာရီမျိုးဘက်ကိုလာတဲ့အကြံဖတ်စစ်တရဲရိတ်ခါပို့ရင်တန်းကိုတော်လန်ရေးတပ်ဖွဲ့များကရန်ဖို့ကြေးရွာစီအုံးကုန်းအရောက်မှာမိုင်းဆွဲတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းမိုင်းဆွေတိုက်ခိုက်မှုကြောင့်အကြံဖတ်စစ်တပ်ရဲ့ရေခါပိုကားနစီလက်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗိုလ်ကရင်တပ်ဖွဲ့နဲ့ KNL တရင်စစ်တပ်ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးကြတဲ့ကတော့ရန်ကုန်မန္တလေးလမ်းပိုင်းအနီးမှာရှိတဲ့အနောက်ဘိုကုန်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းအုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးလမ်းပိုင်းအနီးမှာရှိတဲ့အနောက်ဘုံကုန်းရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်း ADG Brothers တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မေလ29ရက်နေ့မှာအုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းပိုင်းနဲ့မိုင်းတိုင်း၃မိုင်ခန့်ကွာဝေးတဲ့အနောက်ဘုံကုန်းကျေးရွာကိုဝင်ရောက်လာတဲ့အင်အားတရာကန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်ကောင်စီတပ်သား6កောင်တိတ်ဆုံးပြီးဒေါ်လန်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ရန်ကုန်မန္တလေးအမြန်လက်နက်ကသုံးမိုင်ခန့်ဝေးတဲ့အနောက်ပိုကုန်းရွာတဲကိုအင်အားတရာလောက်နဲ့စစ်ကြောင်းထိုးဝင်လာတော့အသင့်ဆောင်ဆိုင်ပြီးတိုက်ခိုက်ခဲ့တာတိုက်ပွဲအတွင်းထဲမှာစစ်ခွေး6កောင်တိတ်တယ်အထိကိများတယ်စစ်ခွေးစစ်ကြောင်းကရှိနေသေးတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ADG Brothers တပ်ဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့တက်မ33တက်မမူဘုံမူးကျုပ်ကျော်ဆက်မြင့်ရဲ့မိသားစုကိုစစ်ကောင်စီဖမ်းဆီးစစ်ကောင်စီရဲ့တက်မ10ခုမှာတက်မမူ9ဦးမှာစစ်ပွဲတွင်တေဆုံးပြီး2ဦးကိုတော်လန်ရေးတက်များကဖမ်းဆီးထားက2ဦးကိုစစ်တက်ကပြန်ဖမ်းတက်မ66တက်မမူ2ဦးသာဘေးကင်းနေသေးကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဖောက်ကမ KNA PDF ပူပေါင်းတက်အားစစ်ရှုံးခဲ့တဲ့တက်မ33ရဲ့တက်မမူဘုံမူးကျုပ်ကျော်ဆက်မြင့်ကိုစစ်ကောင်စီက တက်မဌာနချုပ်ကိုပြန်ခေါ်ပြီးမိသားစုဝင်များကိုပါဖမ်းဆီးလိုက်တယ်လို့နေပြည်တော်နဲ့စကိုင်းတိုင်းစစ်ရေးတရင်အရင်မြင့်များကပြောပါတယ်။ဖားကတ်မှာတာဝန်ကျနေတဲ့ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကိုဇွန်လဆန်းပိုင်းမှာစစ်ကောင်စီကရဟတ်ရင်နဲ့ခေါ်သွားပြီးဌာနချုပ်ဖြစ်တဲ့စကိုင်းမြို့ကိုအရောက်မှာမိသားစုဝင်များကိုပါဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်တယ်လို့စစ်ရေးတရင်အရင်မြင့်တူဦးကပြောပါတယ်။တုံတုံမှုချုပ်ဖမ်းခံလိုက်ရပြီးမိသားစုဝင်တွေကိုပါဖမ်းတာသူကကချင်မှာစစ်ရှုံးတယ်လို့အုတ်ချုပ်မှုစီမံညံ့ဖြစ်နေရဲ့ လက်စားပြီးလုံခြုံရေးပေါ်ရတဲ့ဆိုတဲ့မှတ်ချက်တွေနဲ့အဖမ်းခံရတာသူထောင်ကြမှာပါလို့အထက်ပါစီရေးတင်းအရေးမြစ်ကပြောဆိုပါတယ်။အမှတ်33ချင်းမြန်တက်မှဌာနချုပ်ဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နေမီဖြစ်တဲ့စကိုင်းတိုင်းစကိုင်းမြို့မှာအခြေစိုက်ပါတယ်။တက်မှ33ဟာဖားကတ်မှာ၄နှစ်နီးပါးတက်ဆွဲခဲ့ပြီးပြီးခဲ့တဲ့ဇွန်လကုန်မှာမိုးကောင်းမြို့အခြေစိုက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ3နဲ့တက်အချင်းပြောင်းလုပ်ခဲ့ပါတယ်။စကခ3ဦးဆောင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာကာမိုင်းလုံခင်းဖားကတ်လမ်းအတိုင်း ဧပြီလ23ရက်နေ့မှာစတင်ကစစ်ကြောင်းထုတ်ခဲ့ပြီးမေလ28ရက်နေ့မှာလုံခင်းရမ်းချက်ဆက်ရုံမေလ29ရက်နေ့လယ်ပိုင်းမှာဖားကတ်မြို့ကိုရောက်ရှိသွားခဲ့ပါတယ်။အဲဒီနောက်ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကိုရဟရင်နဲ့ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။မြည်သည့်နေ့မှာပြန်လည်ခေါ်ဆောင်သွားသည်ကိုတော့အတိပြုရမရပေမဲ့ဇွန်လ4ရက်နေ့ကညနေပိုင်းမှာဖားကတ်ဗျူဟာကုန်းကိုစစ်ကူပိုးရင်လာတဲ့ရဟရင်နဲ့ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ထိုနေ့ကယဟယင်နှစင်းလာပြီးဒဇင်းမှဆင်းသက်ပြီးကြံဒဇင်းမှမဆင်းပဲပတ်ပြန်၍ကင်းလှည့်နေခဲ့ပါတယ်။အဆိုပါယဟယင်ကို KNA PDF တို့ကပြစ်ခတ်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောပါတယ်။လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာတဲ့ရုပ်တံမှတ်တမ်းများမှာတော့ဖောက်ကန့်ဗျူဟာကုန်းအနီးမှာယဟယင်အနေပိုင်းမှာပြန်တန်းနေစဉ်တနက်ပြစ်ခတ်တံများထွက်ပေါ်နေခဲ့ပါတယ်။ရဲရင်ပေါ်မှာပြစ်ခတ်မှုကြောင့်ရက်သားနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံများကပြောပါတယ် ဖားကန်ဗျူဟာကောင်ဟာမော်ဝမ်းရက်ကွက်မှာတည်ရှိပြီးလူနေအိမ်များနဲ့လည်းနီးကပ်ပါတယ်။ယဟယင်နဲ့ခေါ်သွားတာကျန်တဲ့စစ်ကြောင်းတွေကလာရလန့်အတိုင်းပြန်มาပါ။ဖားကန်ကာမိုင်းလန့်အတိုင်းထွက်ဖို့ပြင်ဆင်နေတာပါလို့ကာမိုင်းမျိုးမှာရှန်နေတဲ့ SN နဲ့နီးစက်တဲ့တရင်အရင်မြစ်ကဆိုပါတယ်။ဘုံမှုကျုပ်ကျော်ဆက်မြက်ဖားကန်မှာရှိနေစဉ်2023-2024ခုနှစ်မှာစတင်၍ဖားကန်မျိုးနဲ့စေစင်းရွာမှာစစ်ကောင်စီနဲ့ SN စခန်းများကို KIA KPDF ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။2024ဇူလိုင်လမှာ ဖောက်ကဲမြို့စိုင်တောင်ရဲစခန်းကို KNAKPDF ပူးပေါင်းတပ်ကတင်ယူခဲ့ပြီးနေအမည်စိုးမိုးမှုရယူခဲ့ပါတယ်။စစ်ကောင်စီကဖောက်ကန့်ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲဖောက်ကန့်ပြူဟာကိုမစွတ်ရန်အချုပ်ထောင်းလုံခင်းပြူဟာကိုလုံခင်းရဲစခန်းရန်ချက်စခန်းကန်စီပြူဟာကုန်းနဲ့ဖောက်ကန့်မြို့မှာရဲစခန်းတို့မှာပဲတက်ဆွဲထားခဲ့ပါတယ်။ထိုနေရာများမှာလက်နက်ကြီးများတက်ဆင်ထားပြီး KNAKPDF ပူးပေါင်းတက်ဆွဲထားတဲ့နေရာများတိုက်ပွဲဖြစ်ပွားတဲ့နေရာများကိုပိတ်ခတ်ကာ ဒေတာရင်းစခန်းများမဆုံးရှုံးရအောင်ခုခံစစ်ပုံစံနေခဲ့ရပါတယ်။ယခုအခါစစ်ကောင်စီကစကခတုံးဦးဆောင်တဲ့ SNN နဲ့ပြည်သူစစ်စစ်ကြောင်းများကိုဖောက်ကန်တဝိုက်မှာနေရာချထားပြီးစစ်ကြောင်းထိုးနေပါတယ်။စစ်ကောင်စီမှာတပ်မ10ခုရှိပြီးတပ်မ33နဲ့တပ်မ66မှလွဲ၍ကျန်တပ်မ8ခုမှတပ်မမှုများမှတိုက်ပွဲမှာ9ဦးသေဆုံးပြီးစစ်တုံးဘန်းအဖြစ်2ဦးဖမ်းဆီးခံထားရပါတယ်။တအူးကတော့တိုက်ပွဲအတွင်းလက်နက်ချထား၍စစ်ကောင်စီကတေဒဏ်ချမှတ်ထားပါတယ်။ တက်မတက်တက်တက်မမှုဘုံမှုကြီးမင်းမင်းထွန်းဟာ2024ဖေဖော်ဝါရီလ9ရက်နေ့ကမြောက်ဦးခမရ300ကိုတိုက်ခိုက်သိမ်းပိုက်စဉ်အတွင်းအသေးဖမ်းမိခဲ့ကြောင်းအရခတက်တော် AA ကထုတ်ပြန်ထားပါတယ်။တက်မနှစ်နှစ်တက်မမှုဘုံမှုကြီးအောင်နေမျိုးကတော့2024ဒီဇင်ဘာလမှာမောင်တော်မျိုးတိမ်တိုက်ပွဲမှာထွက်ပြေးစဉ်မိုင်းထီသေဆုံးခဲ့တယ်လို့ AA ကထုတ်ပြန်ခဲ့ပါတယ်။တက်မလေးလေးတက်မမှုဘုံမှုချုပ်အင်းမင်းတော်ဟာလည်း2024ဇန်နဝါရီလက မြဝတီမြို့နယ်တင်ငဲညီနောင်မှ၎င်းလိုက်ပါလာတဲ့ရဟတ်ရင်ကို KNU ကပြစ်ချစဉ်တည်ဆုံသွားခဲ့ပါတယ်။တက်မငန်းကတက်မမှုဗိုလ်မှူးချုပ်ဇော်မျိုးဝင်ဟာ MTEE ရဲ့တစ်တုံညာနှစ်ကွန်စစ်စင်ရေးနဲ့လောက်ကင်မျိုးသိမ့်တိုက်ပွဲမှာလက်နက်ချခဲ့တဲ့အတွက်နိုင်ငံတော်ပုံကံမှုအပအဝင်တက်မတော်အပ်ဥပဒေများပုံမှန်များနဲ့စစ်ကုံရုံးကတည်ထန်ချမှတ်ခဲ့ပါတယ်။တမခွန်ခွန်တမမှုဗိုလ်မှူးချုပ်အောင်တပ်ဦးကိုတော့ PDF KIA ABSDF ပကဖဆတဲ့ပူပေါင်းတပ်များက2025ခုနှစ်ဧပြီလမှာအင်းတော်မျိုးသိမ်းတိုက်ပွဲ၌စစ်တုံ့ပန်းဖြစ်ဖမ်းဆီးထားပါတယ်။တပ်မရှိရှိတပ်မမှုဗိုလ်မှူးချုပ်မင်းထွတ်ဦးမှာလဲ2024မတ်လ29ရက်နေ့ကမိုးမောင်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာသိမ်းဆုံးခဲ့ပါတယ်။တပ်မကိုကိုတပ်မမှုဗိုလ်မှူးချုပ်အောင်ကျော်လွင်ကတော့2023နိုဝင်ဘာလ9ရက်နေ့မှာမြောက်ပိုင်းမဟာမိတ်၃ဘွဲ့ရဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းရှမ်းပြည်နယ်မြောက်ပိုင်းမုံကိုမြို့တိုင်တိုက်ပွဲအတွင်းမှာတည်ဆုံခဲ့ပါတယ် တက်မတရားတက်တက်မှုဗိုလ်မှူးချုပ်မင်းမင်းထွန်းဟာလေတောင်အောင်မျိုးသားလွတ်မြောက်ရေးတက်မတော် TNL ရဲ့2023ဒီဇင်ဘာလကနမ်ဆန်မြို့တိမ့်တိုက်ပွဲထဲမှာဖမ်းဆီးခံခဲ့ရပါတယ်။အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လိုင်းအပအဝင်ဗိုလ်ချုပ်ကြီးများအနေနဲ့ပြည်သူလူထုအပေါ်ကိုကျူးလွန်နေတဲ့စစ်ရာဇဝဲမှုများကိုရက်တရန်ဗိုလ်မှူးချုပ်မင်းမင်းထွန်းကရုတ်တံမှတဆင့်တောင်းဆိုခဲ့ပါတယ်။ငြိမ်ချက်သားကောင်းနေတာကတော့တက်မ66ပဲဖြစ်ပါတယ်။ပဲခူးတိုင်းတဲကုန်းမြို့နယ်အင်းမမြို့မှာတည်ရှိတဲ့တက်မ66ကဖွဲ့စည်းပုံမပြေတော့ဘဲ တက်ရည်ခက်ရည်မရှိတော့ကြောင်းစည်ရည်တရင်ရင်းမြစ်များကပြောပါတယ်တက်မ66ရဲ့တက်မမိုးကတော့ဘူမူးကြီးကျော်ဆိုးလင်းဖြစ်ပါတယ်ဒီတရင်နဲ့ပတ်သက်ပြီးကျူလီပောင်တရင်စင်မှာလဲလူတို့ຫນွေဦးကအတိတ်စိမ့်ပေးမှာတော့ဒီအပတ်အပူအခွာသာထိုးခုံစင်းအိမ်တိုင်းချွတ်ငကပ်ပောင်းမိဘူကြောင်ရည်ကြီးမိကိုတိတ်ပိတ်သာထိုးကြအိုင်အယ်လိုကအာတီကယ်33နဲ့အရေးယူလိုက်ချင်းငကျင်ကတူတက်တူပြန်နေတုံးတုံးတက်မမိုးကိုငကျင်ကနရတိန်ပို့လိုက်ပါတဲ့ သူကြီးသာလုံးဆိုတော့မိသားစုတွေမချမ်းအကုန်ဖမ်းဆိုပဲငကျင့်ဘဝရှိတာမှတက်မာက10ခုမှုက10ကောင်အဲ့ထဲစမုံတုံးသွားတာက9ကောင်ဒူဘက်ကဖမ်းမိ2ကောင်ဒင်းတို့အချင်းချင်းပြန်ဖမ်းတာက2ကောင်အခုဆို66တက်မာမှုတကောင်ပဲရေခဲတဲ့ဒါကြောင့်အပူအခွတာလှိန်ထိုးပါလို့ပြောနေတာထိတ်စီခါလဲနောက်ပိတ်လုံးပိုင်ဘရိတ်ဒဲအပီးပေါက်တကွက်ထဲလိုချင်ကြရင်ဖြင့်နှစ်နှစ်လေးတာထိုးလီဖျားမှကျမ်းမာရေးအခြေအနေက ဒီရပိုင်ဂူတာရက်အထားအထူးစိုးရင်ပွဲရတဲ့ကံမြကောင်းရင်စလုံးမှာခေါင်းချမတဲ့တောင်ကြောင့်နေတဲ့နန်တဲ့နှစ်နှစ်လေးကိုသာဝိုင်းတာဝုံကြပါလေအောင်စီရစစ်ကြောင့်အရာမထင်တဲ့အတိုင်းမုတ်ဆိုးဖို့ဘွဲတော်မကြခင်ငကျင်ရတော့မယ်ထင်မိတို့ဆိုစီကြားရတာနဲ့တင်ပရဏပီတိဘောစီထိတယ်လို့ရွာစီရွာစီနဲ့ဝမ်းမြောက်ဝမ်းသာရှိလာပေတကူဒီပုံအတိုင်းဆိုတောက်ဖြင်းငတ်ဖို့ငတ်မှရှေ့စဉ်နောက်စဉ်ပဲမရဏလန့်ကြွာမြန်းရတော့မှာပါ အခုဆိုဗမောတို့ကငကျင့်ကိုလှိုင်းတရအစင်လေးလို့ခေါ်နေကြပြီ စတန်ဒတ်အာမေကြီးတစ်ခုလုံးအရှုံးကြီးရှုံးစခန်းတွေတစ်ခုပြီးတစ်ခုစုံနေချင်းငလိုင်းတကောင်ပဲตาရနေလို့လှိုင်းတရကျင်ဆိုးလို့တမုံနေတာကြပေါ့အခုတော့အစင်လေးဆိုတာချစ်စနိုးနဲ့နောက်တစ်မျိုးတိုးလို့ကျိုးစင်ကိုအဖျားဆွခေါ်နေကြတာစကားနောက်တရားပါမကြပါဘူးလစ်တော်မှာနော်ပရိတ်သတ် နောက်ဆုံးထွက်ပေါက်ရွေးကောက်ပွဲဆိုတာကြီးကလည်းမမဆောင်လော်လီပော့ဆုပ်တယ်လို့ ဟိုလိုလိုဒီလိုလိုနဲ့လုံပါပါလားဟာကြီးမရော့မြို့နယ်ပေါင်း160ကျော်မှရွေးကောက်ပွဲကျင်းပသွားမှာပါလို့ဘလို့ပြောပြောဒိဋ္ဌလက်တွေ့မြေပြင်မှာကျင်းပနိုင်တဲ့နေအကျေကခောပဏီဟာလောက်တောင်မကျေချင်တော့ဒီကြတဲ့ဖိုးမူတို့ကလည်းမမနှဲတို့နေဆက်တခွင်ပြဲပြဲစင်အောင် တခုပြီးတခုတိတ်နေပြန်ရုပ်ရုပ်ဘလို့တတ အကိုထွင်းတို့ကလည်းလေးတောင်မလျှော်ဘူးဆိုတော့ငကျင်ဖြစ်ရင်မြင်မြော်ကြည့်ယုံနဲ့ အောင်အတိတ်အောင်နမိတ်တွေထင်ရှားတဲ့ထင်ရှားလားအမြင်မမမထွေပြပဲစက်ကအားထည့်ယုံကြဖို့သာမန်ပီဓာတ်ရဲ့တိုက်ပွဲခေါ်တံကိုလည်းနားဆွင့်ကြပါအေယာတိုင်းဘက်ကိုမျက်ချီမပြတ်ကြပါနဲ့မကွေးတိုင်းကဒေါ်လာ2သိန်း project ကိုလည်းအပမာဒေနတံမာဒေထစေခြင်းတချို့တချို့အတွက်ကွန်ဆာစီတောက်ကြပြောက်တလောက်ပဲရှိတဲ့ပမာဏမို့လက်လန်းမီယာလှမ်းချီအားဖြင့်ပေးကြပါလားဗျာတလိုင်းပြီးတလိုင်းမရိုင်းခဲ့တဲ့ရာဇဝင်အတိုင်းဝိုင်းကြဝန်းကြရအောင်ပါ အားလုံးကိုဖိုးမှုတို့ကလူငယ်တဘာဝစကတာဝတ်တလို့လေးပြောရရင်ဖြင့်မြစ်တာလာပေါ့ချစ်ပါတယ်တော့လို့သာဆိုကျူလီပောင်တရင်စဉ်နိုင်ယာဝန်ထန်းຫນွေဦးလန်းကိုကန်းကက်သည့်အထိရှောက်ကြရအောင်ကန်ဒဟုတ်ကဲ့ပါခင်ဗျာအခုလိုစောတိနားဆင်ခဲ့ကြတဲ့တရင်ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါတရင်တော်လန်ရေးဘတ်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ